မာနွေခရိုနီကယ်အော်တိုဘာ၄ရက်မြင်ကွင်အမျိုးမျိုးသောဒုက္ခတွေကြားကရှင်သန်ဖို့ကြိုးစားနေကြရတဲ့မြန်မာနိုင်ငံကပြည်သူလူထုရဲ့ဘဝနေစဉ်သတင်းတွေကြည့်လိုက်တဲ့အခါရိတ်ခါမလုံလောက်တာကြောင့်ထမင်းတက်နဲ့လျှော့စားနေရတဲ့စစ်ဘေးရှောင်တွေနေပြန်သူမပေးနိုင်လို့အသက်60အရွယ်အမျိုးသမီးကြီးရေထဲခုန်ချတတ်တည်သွားတာပိတ်ဆို့ခံထားရတဲ့မြို့တွေမှာနေထိုင်နေကြတဲ့ဒုက္ခသည်တွေ ရိတ်ခါမရှိပြီးဆုံးချိန်မှာတော့တင်းကြုပ်ဖို့ဇရိတ်ခက်ခဲနေတဲ့တရင်တွေအတမပြည့်သေးတဲ့ကလေးအရွယ်သားသားမိန်းကလေးငယ်တအူအရမပြူးကျင်ပြီးတော့တက်ပြတ်ခံရတဲ့တရင်စတာတွေကနေ့တစ်နေ့ရဲ့တရင်အကြောင်းအရာတွေဖြစ်နေပါတယ်စစ်ပွဲတွေဖြစ်ပွားခဲ့ပြီးနောက်အေအေကနည်းမြေအလုံးနီနီတင်းယူထားတဲ့ရခိုင်ပြည်နယ်မှာစစ်ကောင်စီလက်ထဲကျန်နေတဲ့ကြောက်ဖြူစစ်တွေတို့လူမျိုးတွေကလူသူအဖို့လုံခြုံရေးအကြောင်းပြပြီးတဏီယာနဲ့တဏီယာကူတန်းသွားလာတာ အခြေချနေထိုင်တာတွေကိုခက်ခဲကြက်တဲအောင်လှုပ်ဆောင်ခြင်းခံထားရပါတယ်ဒီလိုကန့်သက်တားမြစ်မှုတွေစိုက်ပျိုးမွေးမြူရေးလုပ်ငန်းနဲ့ကုန်သွယ်ရောင်းဝယ်တဲ့လုပ်ငန်းတွေမလုပ်ကိုင်နိုင်တဲ့အနေအထားကြောင့်လည်းဝင်ငွေမရှိတဲ့အခြေအနေနဲ့နှစ်ပေါက်လာတဲ့အထိဒုက္ခဆင်းရဲခံပြီးတော့အသက်ရှင်ဖို့ကြိုးစားနေကြရတဲ့သူတွေအဆိုပါမျိုးတွေမှာရှိနေကြတာဖြစ်ပါတယ် ပိတ်ဆို့ထားတဲ့စစ်တွေမျိုးကနေတခြားမြို့နေရာတွေကိုထွက်ခွာဖို့ရာလေကြောင်းလမ်းတစ်ခုတည်းသာဖွင့်ထားပေးတာဖြစ်ပါတယ်။လေကြောင်းလမ်းနဲ့တွားကြည့်ရင်တောင်မှဈေးကြီးတဲ့လေရင်လက်မှတ်ကလေရင်လက်မှတ်ဝယ်ယူဖို့မလွယ်ကူတာစတဲ့အခက်အခဲတွေကိုရင်ဆိုင်ဖြေရှင်းနိုင်ခြင်းမရှိတဲ့တာမန်လက်လုပ်လက်စားတွေအနေနဲ့ပိတ်ဆို့ခံမျိုးမှာနှစ်နဲ့ချီကြာမြင့်လာသည့်အထိစစ်ကောင်စီအစိုးရအထောက်ပံ့တလကျ2000ကိုအသက်ဆက်ဖို့ကောက်ရုံးမြင့်တဲ့ဖွယ်လက်ခံရယူကြရတဲ့အနေထားလေးဖြစ်ပါတယ်။ အဆိုပါပိတ်ဆို့ခံစစ်တွေမြို့မှာနေထိုင်ကြံရင်းနေရတဲ့သူတွေအဖို့အသက်တီဆုံးတောင်မှတောင်းကနန်းထိကုန်ကြနိုင်တဲ့တကြိုစရိတ်မတက်နိုင်တဲ့ဘဝတွေလို့လည်းသတင်းတပုတ်မှာဖော်ပြထားတာတွေ့ရပါတယ်။ရခိုင်ပြည်နယ်ရဲ့မြို့တော်စစ်တွေမှာရိတ်ခါခက်ခဲလို့ထမင်းနတ်မှန်မစားရတဲ့အဖြစ်နဲ့ကြုံနေရတဲ့တချိန်တည်းမှာရခိုင်ပြည်နယ်ရဲ့အချို့သောဒေသတွေမှာစိုက်ပျိုးထွက်ရှိလာတဲ့စံစပါဝေလက်မရှိတဲ့အဖြစ်ရာသင်ဖြစ်တဲ့ဈေးနှုန်းမရတဲ့အဖြစ်တွေနဲ့လည်း ြုံတွေ့နေကြရတာဖြစ်ပါတယ်။စစ်ပွဲရန်သူမိတ်ဆွေလုံခြုံရေးရန်သူအားနည်းအောင်ရည်ရွယ်လှုပ်ဆောင်တဲ့ဖြက်လေးဖြက်နီလန်စာရာတွေကဒီဒေသမှာနေထိုင်နေကြတဲ့သူတွေအားလုံးရဲ့ဘဝတွေကိုခက်ခဲကြက်တဲအောင်အငတ်ပြီးအသက်ပြီးယောဂန္တရကက်ပြီးတွေနဲ့ရင်ဆိုင်ကြရအောင် ဖြစ်လာစေတာလို့ ောက်ချက်ချရမှာဖြစ်ပါ ರಿ ဒီလိုခက်ခဲကြက်တဲလွန်းတဲ့အခြေအနေအဖြစ်ဆိုးတွေကလွန်မြောက်ဖို့မစွမ်းဆောင်နိုင်ကြတာကြောင့်အချို့သောမိသားစုတွေကိုဥဆောင်နေကြတဲ့မိဘတွေကမိသားစုလိုက်အဆုံးစီရင်ဖို့နီလန်းကိုရွေးချယ်လိုက်ကြတဲ့အထိကြက်တဲခက်ခဲလွန်းနေတာတွေ့နေရပါ ರಿ စံစဘာရေထွက်ပစ္စည်းဖြစ်တဲ့ငားပစွန်အဆရှိတဲ့ရိတ်ခါတွေထုတ်လုပ်ဖို့မြေယာတွေလည်းအစင်သင့်ပင်လယ်ကမ်းရိုးတန်းလည်းရှိပေမဲ့ပြည်တွင်းစစ်ဖြစ်ပွားနေစေအခြေအနေတွေက လူထုကိုအထက်ကအသက်မွေးဝမ်းကြောင်းလုပ်ငန်းတွေလုပ်ကင်ခွင့်မပေးဘဲကန့်သက်တားမြစ်ထားတာဖြစ်ပါတယ်။အရွေကောင်အမျိုးသားတွေကိုစစ်မှုထမ်းအဖြစ်အဓမ္မဆွဲသွင်းခံနေကြရတဲ့အဖြစ်ကလည်းဒေသတွင်းကနိုင်ငံတွင်းကလှုပ်အားအရင်းမြစ်တွေပြည်ပကိုယိုစီးအောင်တွန်းပို့နေတဲ့အနေအထားဖြစ်ပါတယ်။ တစ်ဖက်မှာအလုံးလုံးကိုင်းနိုင်ရန်ရခိုင်ပြည်နယ်မှာအသက်မွေးဝမ်းကြောင်းအလုံးလုံးဖို့အခြေအနေမပြီးတာအခွင့်လန်းရှိရာကိုရွှေ့ပြောင်းသွားကြတာစတဲ့အနေအထားနဲ့ကြုံတွေ့နေရချိန်မှာအခြားသောပြည်နယ်တိုင်းဒေသကြီးတွေမှာလည်းအလားတူအခြေအနေတွေနဲ့ကြုံတွေ့နေကြရတာဖြစ်ပါတယ်။ကရင်ပြည်၊ကယားပြည်ကမြို့နယ်အတော်များများမှာတိုက်ပွဲကြောင့်ဒုမဟုတ်ရင်လေကြောင်းတိုက်ခိုက်မှုကြောင့်စစ်ဘေးတိမ်းရှောင်သူတွေ တောင်သိန်းကနန်းထိရှိနေပြီးတော့မိမိတို့စိုက်ပျိုးမွေးမြူနိုင်တဲ့နေရာကိုစွန့်ခွာခဲ့ရလို့စုဆောင်းထားတဲ့ရိတ်ခါနဲ့အခြားပြင်ပအကူအညီတွေကိုမျှော်လင့်အသက်ရှင်နေထိုင်ကြရတဲ့အနေအထားလေးဖြစ်ပါတယ်။ငကိုကလေးကရေမြေအနေအထားအရာတယန်စာတများများစားစားထွက်ရှိတဲ့နေရာမဟုတ်တလို့စိုက်ပျိုးရေးအဖြစ်လေကောင်းမွန်တဲ့ဒေသမဟုတ်ပါဘူး။ အယာရီတိုင်းမကွေးစကိုင်းတိုင်းတို့လိုမြေဝမ်းလွင်ပြင်တွေမှာရှိတဲ့ဒေသမဟုတ်လို့ရိခါအတွက် လုံလောက်ပူရှံအောင်ထွက်ရှိတဲ့နေရာဒေသမဟုတ်တဲ့ဒီဒေသမှာစစ်ဘေးရှောင်ရတဲ့အနေအထားလေကြောင်းတိုက်ခိုက်မှုကြောင့်နေရက်တွေဆုံးခွာပြီးတော့တော်ရဲတောင်တွေရွှေ့ပြောင်းနေထိုင်ကြရတဲ့အခြေအနေမှာရိခါလုံလောက်ဖို့ခက်ခဲလာပါတယ်။ လက်ရှိကရင်နီကယားပြည်ရဲ့နေမြေအများစုကိုထိန်းချုပ်စိုးမိုးထားတဲ့လက်နက်ကန်အဖွဲ့တွေကအခွန်အခောက်တလားကိုကြက်သိန်း9000ခန့်ကောက်ယူရရှိပြီးမြေ60ရာခိုင်နှုန်းကစည်ရေးအသုံးစည်ရေးအဖြစ်အသုံးပြုနေရတယ်လို့ KNDF ရဲ့ဒုတိယဦးစီးချုပ်ဖြစ်သူ မာဝီကပြီးခဲ့တဲ့ရက်ပိုင်းအတွင်းထိုင်းနိုင်ငံချင်းမိုင်မှာကျင်းပတဲ့ကရင်နီရိုးရာပွဲမှာပြောဆိုခဲ့ပါတယ်။ ဒီနေ့ခေတ်ငွေကြေးတန်ဖိုးနဲ့7300ဟာများတယ်လို့မဆိုတာပေမဲ့အဆိုပါအခွန်အခောက်ရတဲ့ငွေတွေကိုလက်နက်ကိုင်အဖွဲ့အသီးသီးကိုပြန်လည်ခွဲဝေပြီးတော့သုံးဆွဲကြရတယ်လို့လည်းဆိုပါရယ် ကရင်နီကရားဒေသကစစ်ဘေးရှောင်သူတွေခက်ခဲကြက်တဲတယ်လို့ပဲလက်ရှိတိုက်ပွဲတွေဖြစ်ပွားနေတဲ့ရှမ်းမြောက်ဒေသကစစ်ဘေးရှောင်သူတွေသခိုင်းတိုင်းနဲ့ကချင်ပြည်နယ်အဆက်ကစစ်ဘေးတိမ်းရှောင်သူတွေရဲ့ဘဝတွေလည်းခက်ခဲကြက်တဲကြရတာတွေ့ရပါလိမ့်မယ်။ယမန်နဲ့နှစ်လယ်ပိုင်းက TNL ကတိုက်ခိုက်သိမ်းယူခဲ့တဲ့နောင်ချိုနဲ့ကြောင်မဲမြို့တွေကိုယခုအခါမှာစစ်ကောင်စီတပ်ကပြန်ပြီးထိုးစစ်ဆင်ကသိမ်းလာတဲ့အခါမှာတော့အဆိုပါဒေသကကြီးရွာကလူထုအနေနဲ့ ဒုတိယအကြိမ်မြောက်စစ်ဘေးတိမ်းရှောင်ကြရပြန်တာဖြစ်ပါတယ်။မြို့တွေမီးလောင်ပျက်စီးတာတွေသတင်းတွေမှာမြင်တွေ့ကြရပြီးမယ်။ကြေးရွာတွေပျက်စီးတာမီးလောင်တာတွေကိုသတင်းတွေကများများဆဆမဖော်ပြနိုင်ကြပါဘူး။လက်တလုံးမြို့သိမ်းတိုက်ပွဲဖြစ်ပွားခဲ့တဲ့ကချင်နဲ့စကိုင်းအဆက်ကကတားခရိုင်ဗမောက်လူဒေသတွေမှာလည်းစစ်ဘေးရှောင်တွေထပ်မံတိုးပွားလာပါတယ်။မိမိနေထိုင်ရာရွာမြို့အိမ်ကိုစွန့်ခွာခဲ့ရမှာ နေအိမ်ပိုင်ဆိုင်မှုနဲ့အတမွေးဝမ်းကြောင်းလုပ်ငန်းတွေပါပျက်စီးဆုံးရှုံးကြရတာဖြစ်ပါတယ်ဒီလိုဆုံးရှုံးမှုတွေကိုအချိန်တိုတိုအတွင်းလွယ်လွယ်ကူကူနဲ့ပြန်လည်ဖြည့်ဆည်းဖို့မလွယ်ကူတော့သလိုစိတ်ပိုင်းဆိုင်ရာထိခိုက်နာကျင်ခံစားရမှုတွေကတော့ပိုပြီးတော့ကုစားရခက်ခဲတာလည်းဖြစ်ပါရည်ဒီကြက်တဲခက်ခဲမှုတွေကနေလွံ့မြောက်ဖို့မျှော်လင့်ချက်တစုံတစားမျှရှာမတွေ့တော့တဲ့အခါဘဝကိုလက်မြောက်အရှုံးပေးတဲ့အဖြစ်တွေကိုလည်းပုံမှန်များပြားလာတာကိုတွေ့မြင်နေကြရတာဖြစ်ပါရယ်ခင်ဗျာ